ခုလရိုဝင်ဂျာညီလာခံမတကင်မှာစစ်တကောင်းတော်မူဆလင်အဖွဲ့တွေပေါင်းပြီးတော့ statement တွေထုတ်တယ်။အဲ့မှာပါလဲ set determination ဆိုပဲပြီးတဲ့အချိန်မှာကြီးညာချက်နောက်တစ်စောင်ထပ်ထွက်လာတယ်။အဲ့ဒီမှာလဲ set determination ဆိုပဲမတိတိုင်းရင်သားပုံစံမျိုးကိုစားပြုပြီးတောင်းတဲ့သဘောဖြစ်သွားတယ်။ကိုဟင်ကြရတဲ့ အရေးကိုလှုပ်ရှားနေတဲ့သူတွေရဲ့ရည်ရွယ်ချက်ဆိုတာကနေရပြန်ရေးတစ်ခုတည်းလည်းမဟုတ်ဘူး။တိုင်းရင်းသားဆိုတဲ့နိုင်ငံသားအဖြစ်ခံယူခွင့်ရရှိရေးပို့ပြီးတော့အရေးကြီးနေတယ်လို့ဖြစ်နေတယ်။နိုင်ငံသားအဖြစ်ခံယူပြီးတော့ငြင်းငြင်းချက်ချင်းအတူရှင်တွဲနေထိုင်မလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ဘာလို့ရည်ရွယ်လာမလဲဆိုရင်ရခိုင်ပြည်ပိုင်းမှာပေါ့။အာမူဆလင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ပါလို့မျိုး။ရည်ရွယ်တဲ့အခြေအနေရှိတယ်။ Islamic Autonomous Region လို့မူဆလင် Administrative Zone လို့အဲ့ဒါရည်ရွယ်နေတာလေ။ အဲ့တော့အခြေချင်းလေးတိဖို့လိုတယ်အဲ့တော့လိုချင်နေတာနိုင်ငံသားကိုပိုင်အုပ်ချုပ်ခွင့်ရ data ဖြစ်ခွင့်ရရေးတခါတောင်းဆိုပါတယ်အေရိုးရအစိုးရထိပ်သီးအစင်းမှာသူတို့တွေပေါက်ခွင့်ရရေးဆိုပဲကိုပိုင်အုပ်ချုပ်ခွင့်ရ data တစ်ခုဖြစ်ဖို့သူတို့တောင်းဆိုတာသူတို့ပိုင်အရေးကြီးဆုံးကဘာဒီလိုလဲဆိုတာရှိသေးတယ်ကိုပိုင်အုပ်ချုပ်ခွင့်ရကလည်းဒီတိုင်းပေးလို့မရဘူးအေအေတို့ဘာတွေရှိတယ်ဥမာလူဦးရေအသိတဲ့နော်ပြီးတော့ကိုစားပြုတဲ့ လူမျိုးတစ်မျိုးပုံစံကိုဖြစ်ကိုဖြစ်ရမှာတမိုင်းမှာပါဒီတော့သူတို့က row ဆိုတဲ့လူမျိုးကိုမရပါကဖန်တီးပြီးတော့ရအောင်ယူနေတယ်အဲ့ဒီ row hanger ဆိုတာလဲရခိုင်ရဲ့လူမျိုးခေါ်တာလို့ကျွန်တော်ပြောပြီးပြီရခိုင်တမိုင်းကိုယူချင်အောင်ဆောင်ပြီးတော့လက်တုပ်ပြီးတော့ဖန်တီးနေတယ်သူတို့ဟာငါတို့ဒီနယ်မြေမှာရှိတဲ့တိုင်းရင်းသားတွေဖြစ်တဲ့စစ်ဖြစ်လို့နော်အနိုင်ကျင်းလို့အကြမ်းဖက်လို့စင်္ဂလာတွေကိုပြေးလာရပါတယ်ငါတို့ဟာနေရပြန်ဖို့မဟုတ်ဘူးငါတို့ဟာဒီနိုင်ငံမှာတိုင်းရင်းသားဖြစ်တဲ့ဆိုတော့ကိုသူများကိုသိစေချင်နေတာအခုမှ fatherland ဖြစ်တာပါ အင်ဒီဂျီနီယာအာရခန်ဌာနေတိုင်းရင်သားရခိုင်နေနောက်တစ်ခုကမာတာလန်ကျွန်တော်တို့ရဲ့အမင်းမြေအဲ့ဒီဇကားတွေကိုဘင်္ဂါလီစစ်တကောင်တိသားလူတွေကယူသုံးနေတယ်အဲ့ဒီရဲ့နောက်ကွယ်မှာဇလန်ကသူတို့ဟာတေချာပါပြောချင်တာကသူတို့ဟာခိုးဝင်ဘင်္ဂါလီဆိုတော့မဟုတ်ဘူးငါတို့ဟာနော်ဒီမှာရှိခဲ့ပြီးသားလူမျိုးဖြစ်တဲ့ဆိုတော့ဘင်္ဂါလီပုံစံမျိုးနဲ့ကွဲပြားတဲ့အရင်ကျေးမှုရှိတယ်ကွဲပြားတဲ့လူမျိုးဖြစ်တဲ့ဆိုတော့ပုတ်ဖို့နေတာတမီးဘာဝော့လဲဦးထောက်ခင်တို့ခေါင်းပေါင်းတွေပစိုးတွေ တိုင်းရင်းသားဖြစ်ရေးဆိုတာကတိုင်းရင်းသားဖြစ်ပြီဆိုရင်ဒီတက်ပို့ပြီးတော့အလိုလိုနေရပိုက်ခွင့်ရှိတယ်ဥပမာရခိုင်မြောက်ပိုင်းမှာမွတ်စလင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသထူထောင်ဖို့ဆိုတဲ့စန္ဒအတွက်ကြိုတင်ခင်းတဲ့ခြေလှမ်းတစ်ခုအဲ့ဒါကိုပြောချင်တာအာဂျန်ဒါတအားတိတလာပြီနောက်တစ်ခုကကိုပိုင်အုပ်ချုပ်ခွင့်ရဆိုတာကတမိုင်းမှာအထောက်အထားခက်ခဲမှမှရှိဖို့လိုတယ်ရိုဟင်ဂျာဆိုတာကရိုဟင်ဂါရခိုင်ကိုပြောတာပြီးတော့အဲ့ဒီမှာရှိခဲ့တဲ့ရိုတမိုင်းဆိုတဲ့ဥစ္စာကိုလူမျိုးအတင်းမရောက်ကဖန်တီးပြီးတော့ရခိုင်တမိုင်းကိုကပ် ပါမြောင်ပုံစံမျိုးသူတို့တမိုင်းလိုပုတ်သွင်းတယ်စစ်ကောင်ဖက်ရလူတွေပဲဖြစ်မတူဘူးပေါ့ဗျာဘင်္ဂါလီနဲ့ငါတို့ဒါမတူဘူးနှစ်ခုရှိတယ်ဆိုမျိုးပေါ့နောက်တဆင်ကအဲ့ဒီဘင်္ဂါလီနဲ့မတူဘူးဆိုတာကိုတက်တိတ်ပြဖို့သူတို့ဟာနော်ဓာတ်ရောက်ဆောင်တဲ့ကြီးကန်းလိုမျိုးပေါ့ဗျာရခိုင်ချိတ်တွေပေါ့ရခိုင်ခေါပေါင်းတွေပေါင်းဓာတ်ပုတ်တွေရိုက်ငါတို့ဟာထာနေတိုင်းရင်သာဥတ္တခင်လိုမျိုးဒါကကဘာအမြင့်မှာဘယ်လိုထင်သွားလဲဆိုရင်သူတို့ဟာဘင်္ဂါလီနဲ့ကွဲပြားတယ်လို့ထင်ရအောင်ထင်မှဖြစ်စေတယ်ရခိုင်ရဲ့ကျေးမှုကိုသူတို့ပိုင်တဲ့ပုံစံလိုလို့ တမင်တကာထင်ရောက်ထင်မှားဖြစ်အောင်ပုံဖော်ထားတဲ့ information war တစ်ခုပဲအဲ့ဒီလိုမျိုးဟာပုံဖော်ဖို့ကလည်းအချိန်နဲ့အချိန်ခါကောင်းတဲ့အခွင့်ရရှိဖို့လိုတယ်ဘလိုင်းပုံဖော်ရင်ဆောက်ယူဖြစ်မှာဘူးဒါပေမဲ့မြန်မာနိုင်ငံအရေးကအခုချိန်မှာပြောက်တော့ဖျော်ဖျက်ဖြစ်နေတော့သူတို့အခွင့်ကောင်းပဲအယူကြီးပါဖြစ်လို့အဲ့မှာဝင်ပြီးတော့ပါနေလဲဆိုတာက role identity ကိုဖော်ဖို့ပြင်ဖို့အရေးเนาะ UNG ရဲ့ အလုံးရွေးကောက်ခံကိုယ်စားလှယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုအပုတ်ချပြီးနော် UNG အကောင်းကျိုးပါညုံကြီးတော်မဟုတ်ဘူးရိုဆိုတဲ့ identity ကိုနိုင်ငံရေးရတရားဝင်ဖြစ်အောင်လုပ်နေတာအဲ့ဒါကို UNG ကသွားပူပေါင်းပြီးတော့အာဘာလဲရိုဟင်ဂျာနေရာပြန်ရေးတို့ရိုဟင်ဂျာလူခွင့်ရေးတို့ဘာလို့လဲသွားရှုပ်လိုက်ပြီးတော့မလေးရှုပ်မလေးတစ်ဖက်သွားလုလိုက်တော့ပြည်သူတွေတက်နေတာခုချိန်ဒီပေါင်းနေလို့ပဲဒီပုံမှန်ကြည့်ပါလားတစ်ဖက်မှာနော် မြေပြင်မှာကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒါကိုမြေပြင်မှာအာဆာအာဆူတို့သူတို့မွေးထားတယ်သူတို့လက်နက်ကင်တွေကစစ်တပ်နဲ့ထောက်ပံ့ပြီးစစ်တပ်နဲ့ပေါင်းတယ်နော်မုစလင်လက်နက်ကင်အကြမ်းဖက်လိုမျိုးလုပ်ပြီးတော့ရခိုင်မြောက်ပိုင်းမှာဒီဖက်တိုနမ်မြေထိချုပ်ဖို့ကြိုးစားတဲ့ပုံစံမျိုးဖန်တီးတယ်တစ်ဖက်ကဒီဂျူဒီပုံစံမျိုးဖန်တီးတယ်အဲ့ဒီလမ်းကြောင်းတစ်ခုလောက်ရဲ့ပန်းတားရောက်တစ်ခုတည်းနော်ကိုပိုင်အုပ်ချုပ်ခွင့်ရအစ္စလာမစ်စုပ်တစ်ခုဖန်တီးဖို့ဂျူဒီဂျီကတော့ငယ်ကြီးကပေါ့ချခံလိုက်ရတယ်နော်အဲ့ဒီအတော့ ခက်တက်ကစေရေးအယအပေးယူလှုပ်ထားတဲ့အခြေအနေမျိုးရှိတယ်ဥပမာပေါ့စက်ကောက်စီနဲ့ပေါင်းပြီးတော့လက်နက်ခရမ်းတွေအာပံပိုးပေးတာတို့စက်တက်ထဲမှာပါဝင်ခွင့်နော်စစ်မှုထမ်းတော့တော့မပဲသူတို့အတင်းပေါခိုင်းပြီးတော့တင်တဲ့ဆင်းတဲ့ရုပ်ပုတ်တွေဘာတွေဓာတ်ပုတ်တွေဗီဒီယိုတွေထွက်လာတာမျိုးအဲ့ဒါကအာဂျန်ဒါကိုနလန်းသွားဘယ်သူပဲဖြစ်ဖြစ်သူတို့ဟာတိတ်တဆိတ်ငါတို့အမြင့်တွက်နေအောင်ဖန်တီးထားတာတော့အခိုင်မာစက်တက်ဖက်ရှိမလား UNG ပြုတ်သွားလိုက်အရေးမကြီးဘူးစက်တက်ရှိတယ် စစ်တပ်ပြုတ်သွားတဲ့ UNG ရှိတယ်လို့လို့ UNG ရနဲ့ပေါင်းပြီးတော့လုတ်ထားတယ် UNG မှာကအဲ့ဒါကြောင့်မို့ရခိုင်နဲ့ပတ်သက်ရင်ပါအတန်ပေါင်းကိုမထွက်တာဘယ်နှခါအတန်ထွက်ဘူးလို့လဲပြီးတော့ကျွန်တော်ပြောချင်တာကအဲ့ဒီလိုမျိုးတမိုင်းလဲပြီးတော့နာမည်လူတဲ့အကြမ်းဖက်တဲ့အန်ဒီရကိုရခိုင်အဖွဲ့စည်းတစ်ခုတည်းရဲ့တော်ဝင်ဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်တို့ကပြစ်ပတ်ထားမှလားအဲ့တော့မေးချင်တာဘယ်သူမှဘာမှအဝင်မပြောဘူးအခုကျွန်တော်ကြည့်တာဘာဖြစ်လို့လဲ UNG အောက်ကမို့လို့လား ျတော့နားကျတော့နားလက်တယ်လို့သူတို့နားမလဲစရာအကြောင်းမရှိဘူးကျန်တဲ့လူတွေနားလက်ပြီးသားဘာဖြစ်လို့ယူချင်းအောင်နေကြတာလဲအေအေတို့အတိမတ်ပြမှုနောက်ကွယ်မှာကြီးမားတဲ့အဟန့်တားဘာလဲအဲ့ဒါပဲထပ်ပြီးတော့မိကုံထုတ်တော့ကအဲ့ဒီလိုမျိုးအခြေအနေကိုတမိုင်းရလဲလိမ့်တယ် identity ကိုလဲခိုးယူတယ်နော်ခေါင်းပေါင်းတွေပါတွေပါအဲ့တော့နယ်မြေမှာလဲအချမ်းဖက်လက်နဲ့ကင်ပြီးတော့စစ်တပ်နဲ့ညှိတယ်လို့လို့ပေါင်းထားတယ်လို့နဲ့နော်လှုပ်ထားတယ်အဲ့တော့ပတ်ပတ်လက်အဒီရဲ့ဂျုံနေရတဲ့အခြေအနေရခိုင်တစ်ဖက်တဲ့အဖြစ် ရခိုင်တဖွဲ့တဲ့တာဝန်အဖြစ်ပြင်ပထားတာလားတမင်လောက်ထားတာလားတမိုင်းမှာနာကြီးမှုတွေရခိုင်နဲ့မြမရခိုင်နဲ့တခြားတိုင်းသားကြားမှာနာကြီးမှုတွေပို့ပြီးတော့ဖြစ်လာဖို့ပဲရှိတယ်ဒီလူသားချင်းလူခွင့်ရေးဆိုတာကအမှန်တရားပါပဲလက်ခံပါတယ် ICC ICJ မှာ ICJ ဆိုတာနိုင်ငံဖြတ်ကျော် ICJ မှာတရားစွဲတဲ့လူသားချင်းဒီတော့ကျွန်တော်တို့အရှိတ် ါကစ္စတန်လို့ခေါ်တဲ့ဘင်္ဂလားဒေ့ကအဲ့ဒီနယ်မှာရှိတဲ့လူတွေဟာအဲ့ဒီကောင်တွေကိုပြန်ခွင့်ပေးလိုက်တဲ့ရခိုင်မှာနေရာတစ်ခုပေးလိုက်ပြီဆိုရင်အဲ့ဒီနေရာဥပမာပေါ်မွတ်စလင်ကိုပါအောက်ချွင်ရဒေတာပေးလိုက်ပါပြီတဲ့အဲ့ဒီနေရာကိုဘင်္ဂလားဒေ့နဲ့ပေါင်းပြီးရင်တစ်ခါထပ်တောင်းပြီးရင်ထပ်ပေါင်းတစ်ခါလာရင်တနည်းဆိုပဲသုံးဆလောက်မွေးတဲ့လူဦးရေနဲ့ဆိုရင်မြန်မာနိုင်ငံလေးငါးနှစ်အကြာမပါဖြစ်မလားရခိုင်တစ်ဖွဲ့တည်းဘယ်လိုနည်းတော့ခံလို့မရဘူးအဲ့ဒါကိုတေချာပေါက် အမြန်ဆုံးနည်းနဲ့ဝူးဆိုပြီးတော့ဆွဲဆောင်းသွားလိုက်မယ်ကျွန်တော်ပြောတဲ့ 4B 4B ဆိုတာကမူဂျာဟီဒင်တွေကိုမွတ်စလင်တွေနဲ့ခွဲထုတ်ပြီးတော့ 4B ဗြိတိရှားကိုလိုနီခေတ်က1940မှာ 4B ကဆိုပြီးတော့အဲ့ဘေရိုကောင်တွေငါတို့နဲ့လာပြီးတော့ဗြိတိရှားတပ်ထဲမှာပါဝင်ထမ်းပြီးတော့တင်တဲ့အစစ်သားဗြိတိရှားတပ်သားဖြစ်တော်ဝင်ထမ်းဆောင်တယ်အဲ့လိုမျိုးအခြေအနေတွေရှုပ်ထွေးအောင်လုပ်ပြီးတော့နောက်အာ SO ပေါ်လာတယ် SO ပေါ်လာတော့ဘယ်လိုဖြစ်လဲဆိုရင်ဦးနူးတော်ကတစ်ခါခြေမုတ်တယ်ပေါ့ဗျာအဲ့လိုမျိုးနဲ့ ဲ့တော့ရှုပ်ထွေးတဲ့ဥစ္စာကလက်နက်ကမတိမငြိမ်ဘူးကအခုမှဖြစ်တာမဟုတ်ဘူးကြော်အားလာပြီအဲ့ဒီအခြေအနေရဲ့စံထားကိုမြင်အောင်ကြည့်ပါဘာသာရေးလည်းမဟုတ်ဘူးလူမျိုးရေးလည်းမဟုတ်ဘူးနော်နာမည်ကျူးကျော်ရေးကျွန်တော်တို့လုပ်တဲ့ပြဿနာကြောင့်အနာဂတ်မှာဘယ်လိုနည်းနဲ့မှနော်စီလုံးကြီးညော်ရေးတို့နော်ဘာလဲဆက်အနာရှိတော်လာရေးတို့နော်အားလုံးစုပေါင်းပြီးနေပြီးတော့တိုက်မယ်တို့ဘာလို့ညာတို့ဖြစ်လာဖို့မရှိဘူးအဲ့ဒီပြဿနာကအကြီးကြီးပြီးတော့ ဖြည့်ရှင်းဖို့ရုပ်ထွက်ဖို့လည်းသူတို့မလွယ်ဘူးဘာလို့ဆိုရင်အကုတ်ပြဿနာတက်မှာအဲ့ဒီမှာရှိတဲ့ဥကြောင့်မူထုံးတို့ဘာလို့ထိုက်ခုတ်တာမှလှုပ်သွားနိုင်တယ်သူတို့လှုပ်လို့ဟိုကောင်တွေလှုပ်ရင်အဲ့တော့ခင်ဗျားတို့ဟာခင်ဗျားတို့အသွေးမကိုပဲအနာကြီးတစ်ခုကိုရရတက်တက်ခုတ်ဖြတ်ရဲဖို့လိုနေတယ် IUD မဟုတ်ရင်တော့ခင်ဗျားတို့သွားလိုက်ပြီအဲ့ဒီပတ်သက်မှုကိုခင်ဗျားတို့ရရတက်တက်ခွာခြားမရဲဘူးလေမရဲသေးရတော့ခင်ဗျားတို့ချိန်ဆက်ဘယ်လိုသွားလှုပ်တော့မှာလဲကျွန်တော်ပြတ်ပြတ်မယ်ဗျာရခိုင်တွေ IUG ကို အဲ့ဒီရိုဟင်ဂျာအရေးလှောက်ရှားသူတွေနဲ့ပေါင်းနေတယ်လို့မြင်လားမမြင်ဘူးလားကျိုးကိုက်နေတယ်လို့တော့တချို့ကထင်ပြီးသား UNG ကိုကျွန်တော်ကကျိုးကိုက်တယ်လို့ဒီမပြောပါဘူးပေါင်းနေတယ်လို့တော့တေချာဘောက်နားလဲတယ်တေချာဘောက်ကိုတိတယ်ဘုသူထွန်မြနိုင်သွားမေးတော့ပဲပြောမလဲအဲ့လောက်ထိတော့စကားမတော့ဘူးဒါပေမဲ့လူတိုင်းနေပါတိရရခိုင်နေ UNG မှာထုတ်ပြန်ထားတယ် အာရိုဟင်ဂျာတွေရဲ့မူဝါဒကို UNG ကအစိုးရတရားလိုထောက်ပြန်ထားတယ်ကျွန်တော်မှတက်သိရှိတယ်အဲ့ဒါလည်းကျွန်တော်တက်သိနေတကွာတင်ပြခဲ့ပြီးသားစာထောက်ပြန်ထားတယ်နောက် ICJ မှာတော့ဆန်းစုကြည်ရှောက်ထားခဲ့တဲ့ဥစ္စာကိုလည်းပြန်ရုပ်သိမ်းလိုက်တယ်အဲ့တော့ဘာဖြစ်လဲနိုင်ငံချင်းတရားစွဲလို့ရတာပေါ့ ICJ ကနေပြီးတော့အရေးယူတာမျိုးတော့တပိုင်းနိုင်ငံချင်းတရားစွဲတဲ့အရေးယူတာခွင့်တာတကယ်ရသွားပြီဆိုရင် AA တို့လည်းပြဿနာတက်ပြီဘာလဲဆိုအရေးယူတယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့လုံဆောင်ချက်နှစ်ခုပဲရှိတယ်ဘာအပြစ်ပေးမလဲ ဆန်ရှင်ပိတ်စုမယ်နော်တည်တံ့ထားမယ်ပြီးရင်ဆန်ရှင်ပိတ်စုတာကကြီးကြီးမားမားနော်နိုင်ငံအဆင့်ကို ICJ မှာသာအောင်သွားပြီဆိုရင်နောက်တစ်ခုကအဲ့ဒီအာလူမျိုးတို့တပ်ဖြတ်ခံရတဲ့ဆိုတော့ဂမ်ဘီယာဆွဲတဲ့ဥစ္စာအတွက်အဲ့ဒီလူမျိုးတွေကိုတနည်းရရမှာနေခွင့်ပေးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဒါပြီးပြီလေပြီးသွားပြီသူတို့လိုချင်တဲ့ဇာတ်လမ်းဖြစ်သွားပြီအဲ့တော့နေခွင့်ပေးလိုက်တာနဲ့ဟိုဘင်္ဂလားဒေ့နဲ့ပူးပေါင်းပြီးတော့ အရှေ့ပါကစ္စတန်ပေါ့ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းပြီးတော့အင်အားချဲ့မယ်မျိုးပါ၃မျိုးပေါက်ပြီဒီလောက်ဆိုတော့သဘောပေါက်ပါပြီ